နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့ဟီတပွဲတွေကိုခန်းစားနိုင်ဖို့အတွက် The Evolution The New Age of Hip Hop ဟီတပွဲတော်ကိုလာမယ့် Christmas နေ့ညနေ6:00နာရီကျရင်ရန်ကုန်မြို့မှာကျင်းပသွားမယ်လို့ဟီတပွဲစီစဉ်တဲ့မြန်မာပြည်ယာကဒီဇင်ဘာ19ရက်နေ့မှာပြောဆိုလိုက်ပါတယ်။မြန်မာလူငယ်တွေတဲ့နိုင်ငံတကာဂီတပွဲတွေတွားကြည့်သူတွေရှိသလိုမြန်မာအစိုးရတွေကလည်းနိုင်ငံတကာမှာတွားရောက်ဖျော်ဖြေနေရကြအောင်ပြည်တွင်းမှာနိုင်ငံတကာအစ်စ်မင်ဂီတပွဲကြီးတစ်ခုဖန်တီးခြင်းနဲ့ဆန္ဒနဲ့စီစဉ်တာဖြစ်တယ်လို့ ရောမြသိန်းကြီးကပြောပါတယ်လူငယ်တွေကငယ်ကြောသွားတာလေးပြီးလွယ်လာတယ်။ဒီလိုက်တဲ့နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ကွဲတွေ၊ကျင်းတွေ၊နာမည်ကြီးနေတဲ့ကွဲတွေတော့ရောက်ကြတယ်။အဲလိုကြည့်ရှုကြတယ်။လူငယ်တွေရှိတယ်လို့ဒီမြန်မာနိုင်ငံကဒီအခြေအစိုးရတွေကရှင်းနေတဲ့ငံတကာကိုပေါ်ပြီးတော့ပေါ်ပေါက်ရရှိတယ်။အဲလိုပဲဖြောပြေတယ်ပေါ်ပြီးတော့လေးလာတယ်လေးလာတယ်ပဲ။ဘာလို့စဉ်းစားလိုက်လဲဆိုတော့ဒီတော့အစ်မပြေကိုတို့ကအစ်မပြေရဲ့ဆိုင်ဆိုင်ကိုတော့နိုင်ငံ ဘာဖြစ်လို့ဒီလိုမျိုးပွဲတွေပြောင်းနေလဲမဖြစ်နိုင်တာလဲစဉ်းစားလိုက်စဉ်းစားလိုက်ပြီးဒီလိုမျိုးပွဲကိုနိုင်ငံတကာနေပြီးတော့နိုင်ငံတကာရဲ့ performance တွေဆက်မှုတွေနဲ့ပြီးတော့မြန်မာပြည်အားဖြင့်ပြောင်းပြီးတော့ဝင်လိုက်ပြီးဆိုရှင်ဒီမိုင်းမှာရှိတဲ့အစီအမံတွေပြောင်းနိုင်တဲ့ဝင်နေပြောင်းလို့ဆင်မပြေတဲ့ဝင်နေမှာရှိနေတာအစိုးရအာတီဂျီတုံဂျေမီခိကိကျော်စောငငယ်စန်နီမြင့်လွင်ရရန်ချမ်းရောက်ရက် ဟိတ်ပေါင်းတဲ့အတူထိုင်းဆိုတော်တွေပါဝင်မဲ့ဒီဂီတပွဲတော်ကိုဘိုးတထောင်အနီးတစ်ဝိုက်ကျင်းပမှာဖြစ်ပေမဲ့နေရာအတိအကျကိုတော့ပြောလို့မရသေးဘူးလို့ Royal Green River မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။အများပြည်သူစိတ်ဝင်စားစေဖို့စမ်းသစ်တဲ့နိုင်ငံတကာတင်ဆက်မှုတွေနိုင်ငံကျော်အဆိုတော်တွေပါဝင်ရုံမကပရိသတ်တွေအတွက်စိတ်လှုပ်ရှားပျော်ရွှင်စေမဲ့ဂိမ်းတွေလည်းပါဝင်မှာဖြစ်ပြီးမြန်မာပြည်ရဲ့ Facebook page မှာအသေးစိတ်အချက်အလက်တွေကိုကြည့်နိုင်ပါတယ်လို့ဆိုပါတယ်။ မြမပြည်မှာဟစ်ဖော့ကိုခံယူချက်အပြစ်နဲ့လက်ဆင့်ကမ်းထမ်းရွက်မဲ့လူငယ်မျိုးဆက်အင်အားတွေလုံနေတယ်လို့ဟစ်ဖော့စကလုံးတွေကရိုင်းတယ်လို့ထင်ရပေမဲ့လူအဖွဲ့အစည်းကိုအကျိုးပြုတဲ့စကလုံးတွေအများကြီးရှိပါတယ်လို့ပြောလာသူကအဆိုတော်ကြောက်ချက်ပါသူကဒီပွဲတော်မှာတချင်း၅ဘုတ်၆ဘုတ်စိုးဖို့ရှိတယ်လို့ပြောပါတယ်ဟုတ်ပါဘူးတရားထက်လို့ပါတယ်ကျွန်တော်ကဒီ music ကိုထမ်းနေတဲ့ခုံးတွေခုံးတွေချိန်တိုင်ရောင်းလာခုံးတွေအများကြီးရှိပါတယ်အဲ့ခု ကမ်းသွားမဲ့လူတွေအများကြီးလူဒါပေမဲ့နောက်ပိုင်းမှာဖြစ်လာတာဒီ hip hop ကကျွန်တော်တို့ဆိုရင်ကျွန်တော်တို့ဆိုရင်အချင်းညာစစကြေလူတွေကကြားရင်ရိုင်းတယ်ဒါပေမဲ့ရိုင်းတယ်ဆိုတဲ့နောက်မှာအိပ်တွေအများကြီးပါပါတယ်ဒီလူငယ် hip hop တွေတော်တော်များတယ်ကျွန်တော်တို့မှရိုင်းတာပါတယ်ပါဒါပေမဲ့ကျွန်တော်တို့ဆိုရင်အချင်းညာလူတွေကလူသားအားလုံးလူ့ခွေလေးအားလုံးအကျိုးပြုမဲ့သက္ကလုံတွေအများကြီးကျွန်တော်တို့သုံးခဲ့ပါတယ်